မန်ယူအသင်းစီပြောင်းရွှေ့ခွင့်ရခဲ့စဉ်ကအဖြစ်ပြက်ကိုပြောပြလာတဲ့ Bruno Fernandes မန်ချက်စတာယူနိုက်တက်အသင်းမှာပရိသတ်တွေကိုစိတ်မပြည့်စေရတဲ့ကစားသမားကလက်ချိုးရေလို့ရပါတယ်။အဲဒီတဲမှာ Bruno Fernandes ကတော့ထိတ်ဆုံးကနေပါတယ်ဆိုတာဘယ်သူမှညင်လို့ရမယ်မထင်ပါဘူး။ Bruno ကသူပါဝင်ကစားရတဲ့ပွဲစဉ်တိုင်းမှာအားကျိုးမှန်တဲ့ကစားပေးလေးရှိပြီးတော့ဂိုးရနိုင်မဲ့အခွင့်အရေးတွေကိုလည်းအချိန်ချင်းဖန်တီးပေးလေးရှိပါတယ်။ Bruno ကအသင်းကောင်းဆောင်တာဝန်ကိုမရယူမီကလည်းအသင်းအတွက်ဆိုရင်တော့ အမြဲတမ်းဥဆောင်ပေးလိရှိတာကြောင့်နေပြအရစ်တန်ဟက်ရောက်လာတဲ့အချိန်မှာသူ့ကိုအသိန်းခေါင်းဆောင်လက်ပတ်ပေးခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်လေတချို့အဝေးပန်သုံးသက်ရေးသမားတွေကဆိုရင်တော့ဘရူနိုဟာဖာဂူဆန်ခေတ်နောက်ပိုင်းမန်ယူအသင်းရဲ့အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်တယ်ဆိုပြီးတော့တောင်မှပြောဆိုသမှုကြပါရယ်ဘရူနိုက2020ခုနှစ်မှာမန်ယူအသင်းစီကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးတော့အဲ့ဒီမတိုင်ခင်တုန်းကတော့ Sporting Lisbon အသင်းမှာကစားခဲ့တာဖြစ်ပါရယ်ဘရူနိုကပေါ်တူဂီလိမှာတော့ကတနစ်တာအကောင်းဆုံးကစားသမာ ားစုကိုနှစ်နှစ်စတိုင်ရယူနိုင်ခဲ့သူဖြစ်ပြီးတော့တခြားစံချိန်ကောင်းများစွာကိုလည်းချိုးဖျက်ခဲ့ပါတယ်။အဲဒီအတွက်ကြောင့်သူ့ကို Premier League ကအသင်းတွေကစိတ်ဝင်စားခဲ့ကြပြီးတော့ Man U အသင်းကတော့လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲဒီတုန်းက Man U အသင်းက Bruno ကိုခေါ်ယူဖို့အတွက်သတင်းထွက်နေတာအသင်းမဟုတ်ဘဲနဲ့တခြား Premier League ကတစ်ခုကသာသတင်းထွက်နေကြတာကြောင့် Bruno ကအဲဒီအသင်းစီကိုပြောင်းရလိမ့်မယ်လို့တောင်မှထင်ခဲ့ပူပါတယ်။ဒါပေမဲ့လည်းသူ့ကိုခေါ်ယူခြင်းနဲ့အသင်းက Man U အသင်းလို့ကြားလိုက်ရတဲ့အချိန်မှာ ဘရူနိုတယောက်မျက်ရည်ကျတဲ့အထိပါဝမ်းသာသွားခဲ့ပါတယ်။အခုချိန်မှာတော့အဲဒီတုန်းကခံစားချက်နဲ့ပတ်သက်ပြီးတော့ဘရူနိုကအခုလိုပဲပြောပြလာပါတယ်။ ူနိုပြောဆိုခဲ့တာကတော့အခုတော့ခံစားချက်ကြီးရတမျိုးပါပဲ။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော်တော်လေးကိုစိတ်လှုပ်ရှားခဲ့ရတယ်။ကျွန်တော်ဘဝရဲ့ရည်မှန်းချက်တွေကတစ်ခုကပရီးမီးယားလိမှာကစားရဖို့ပါ။အပြောင်းအလဲမဖြစ်ခင်တုန်းကတော့ကျွန်တော်ဘာတဲ့င်းမှမကြားမိအောင်နေခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့နေရတဲ့ခေတ်ကဆိုရှယ်မီဒီယာခေတ်ဖုန်းတွေပေါ်တဲ့ခေတ်ဆိုတော့ကျွန်တော်တငယ်ချင်းတွေက ကောလာဟာလာရီအချောင်းတွေကျွန်တော်လာပြီးတော့ပြောပြကြတယ်။ပေါ်တူဂီယားကလေးတူအနေနဲ့အင်္ဂလန်ရဲ့ထိပ်တန်းလေးမှာကစားရဖို့ဆိုတာကအိမ်မက်သက်သက်ပဲလေဆိုပြီးတော့ဘရူနိုကသူ့ရဲ့ခံစားချက်နဲ့ပတ်သက်ပြီးတော့ပြောပြသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့မန်ယူအသင်းကသူ့ကိုခေါ်ယူခြင်းကြောင့်အေဂျင့်ကအသိပေးလာတဲ့အချိန်မှာဖြစ်ပျက်ခဲ့တာတွေကိုလည်းဘရူနိုကပြောပြသွားခဲ့ပါတယ်။ဘရူနိုပြောဆိုခဲ့တာကတော့လွန်ခဲ့တဲ့လေးနှစ်ကမန်ယူအသင်းစီလာဖို့အခွင့်အရေးရတဲ့အချိန်ကိုကျွန်တော်ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။အဲဒီတော့က ကျွန်တော်ကလစ်စဘရွန်ကအဝိပီရိုထဲမှာဒီတရင်ကိုကြားခဲ့တာပါကျွန်တော်အေဂျင်ကည10နာရီလောက်အရောက်တော့ဖုန်းခေါ်လာခဲ့တယ်အဲ့ဒီအချိန်တုန်းကကျွန်တော်ကသုံးနှစ်သားသမီးလေးရဲ့အိမ်ယာဝင်ချိန်ကိုရောက်နေပြီလေဒီတော့စူးစူးညံ့ညံ့မဖြစ်ဖို့ကျွန်တော်အဝိပီရိုလေးထဲဝင်ပြီးတော့ဖုန်းပြောရတယ်ကျွန်တော်ကအပြောင်းရွှေ့ရတရားရဂိုင်းလုံးမသေးသေး၍ကျွန်တော်ဘာမှမကြားခြင်းဘူးကံလမ်းမှုမရှိသေး၍အယုံပြက်မှမျိုးမဖြစ်ခြင်းဘူးဆိုပြီးတော့အေဂျင်ကိုအမြဲတမ်းပြောထားပါတယ် ဒီလိုမျိုးညာအိမ်ရဝင်ချိန်ကြီးမှာဖုန်းဆက်လာတော့တခုခုတော့ထူးပြီဆိုတာကိုကျွန်တော်သိလိုက်ပါတယ်။ကျွန်တော်အဝိဘီရိုတကားလေးကိုပိတ်ပြီးတော့အတန်တိုးတိုးနဲ့မိခဲလာဆိုပြီးတော့မေးလိုက်တယ်။အဲဒီမှာသူကမင်းငါပြောတာနားထောင်ဖို့အသင့်မဲလားဆိုပြီးတော့ပြောခဲ့တယ်။ ကျွန်တော်ကဘာတဲ့နော်စပါ့ကိုသွားရောမလားဆိုပြီးတော့ပြောတော့သူက United ကိုဆိုပြီးတော့ပြန်ပြောခဲ့တယ်။အဲ့ဒီမှာကျွန်တော်ကတကယ်ကြီးလားခင်ဗျားနောက်နေရလားဆိုပြီးတော့ပြောတော့သူကမနောက်ဘူးငါအတီပြောတာ United အသင်းမင်းသဘောတူညီမှုလဲရပြီမင်းသဘောထားပဲချန်တော့တယ်မင်းဘာလို့ချန်လဲဆိုပြီးတော့မေးခဲ့တယ်ကျွန်တော်ပြန်တောင်းမဖြေနိုင်တော့ပါဘူးကျွန်တော်မျက်ရည်တွေမချလာအောင်မနှဲကိုထိန်းထားရတယ်ဒါပေမဲ့တခြားသူကကိုငိုရာမသိဖို့မျက်ရည်တွေထိန်းရတဲ့ခံစားချက်ကိုခင်ဗျားတို့လည်း ည်းသိပါရယ်ဘဇက်ကနေဘာစကားမှမပြောနိုင်တော့ဘူးလေအဲ့ဒီချိန်မှာကျွန်တော်မိန်းမအန်နာကကျွန်တော်ကိုမတွေ့လို့ဘရူနိုဘရူနိုလို့ခေါ်ပြီးတော့အဝတ်ပြီးတော့တကားကိုဆွဲဖွင့်လိုက်ပြီးဘာဖြစ်နေရလဲရှင်ဒီထဲမှာဘာလုပ်နေရလဲဆိုပြီးတော့မေးခဲ့တယ်ကျွန်တော်ကလည်းမီဂယ်ဆက်တာ United ကငါ့ကိုလိုချင်တယ်ဆိုပြီးတော့သူကပြောတယ်လို့ပြောလိုက်တော့အန်နာကရှင်ငိုနေရလားဆိုပြီးတော့မေးခဲ့တယ် အဲ့တော့ကျွန်တော်လည်းမသိတော့ဘူးပျော်လွန်းလို့ထင်နေ sporting မှာကစားရတဲ့ငါအိမ်မက်မက်နေသလိုပဲဒါပေမဲ့ငါကအိမ်မက်ဆိုတာထက်ကိုပိုတယ်ဒါက Manchester United အသင်းဟာဆိုပြီးတော့ပြောခဲ့တယ်ပြီးတော့ Mike ကိုငါတို့ United ကိုသွားကြမယ်ဆိုပြီးပြောပြီးတော့ဖုန်းချလိုက်တယ်ပြီးတော့ねကျွန်တော်မိမကိုဖက်ပြီးတော့ပျော်လွန်းလို့ငိုတော့တာပဲဆိုပြီးတော့ Bruno က သူမန်ယူအသင်းစီကိုပြောင်းရမယ်လို့သိရတဲ့အချိန်မှာဖြစ်ပျက်ခဲ့သမျှကိုပရိသတ်တီတီအောင်ပြပြလာခဲ့ပါရင်အခုချိန်မှာတော့ဘရူနိုဟာမန်ယူအသင်းအတွက်မရှိမဖြစ်ကစားသမားတစ်ယောက်လို့ဖြစ်နေပြီးတော့ပရိသတ်တီရဲ့အချစ်တော်တဦးလည်းဖြစ်နေပါပြီဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်